ကျွန်မတို့ရဲ့တမောင်း channel ကိုအခုပဲ like share subscribe လုပ်ပြီးထိလန့်စရာထူဆန်းအောင်စရာ video တွေအမြဲကြည့်ရှုနိုင်ဖို့ခေါင်းလောင်းပုံလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်။ကြောက်စိတ်ကိုရင်ဆိုင်ဖို့အသိဖြစ်နေပြီလား။ကဘာပေါ်မှာတကယ်ပဲတရေ၆တေလို့နာမည်ကြီးရဲ့နေရာဆဲကိုကျွန်မဒီနေ့ပြပြပေးသားမှာပါ။ဒီနေရာရဲ့နောက်ကွယ်ကဇလန်းနေရာဘလောက်တောင်ကြောက်မက်ဖွယ်ကောင်းလေးစွာသင်မယုံနိုင်အောင်ဖြစ်သွားပါလိမ့်မယ်။ပထမဆုံးအနေနဲ့ပြပြပေးချင်တာကတော့ဂျပန်နိုင်ငံဖူဂျီတောင်ကျေးရင်းမှာရှိတဲ့ OK ကဟာရာတက်တော်ပဲဖြစ်ပါတယ်။ဒီတက်တော်ကိုတော့တေချင်းတရားရဲ့တက်တော်လို့လည်းခေါ်ကြပြီးကိုကုတ်ကိုတက်တည်ဖို့ရွေးချယ်သူတွေအများဆုံးလာရောက်တဲ့နေရာတစ်ခုဖြစ်ပါတယ်။တက်တော်ရဲ့ဥရောက်သွားတဲ့အခါတံပြောက်ဖို့လွယ်ကူပြီးတစ်ပင်တွေကထွထက်လွန်းလာကြောင်းနေအောင်ခြေတော်ကောင်းကောင်းမဖြတ်တန်းနိုင်ပါဘူး။တက်တော်ရဲ့မှာကြောက်မက်ဖွယ်ကောင်းတဲ့ဒိတ်ဆိတ်မှုကလွှမ်းခြုံနေပြီးတခါတရံမရှင်းလင်းတဲ့အသံတွေတီတိုးအသံတွေကြားရရလို့ဆိုပါတယ်။ တတော်ရဲမှာတည်ဆုံသူတွေရဲ့ဝိညာဉ်တွေကနှမ်းလျှောက်နေပြီးအပြင်တွေကိုပါသူတို့စီဆွဲခေါ်ဖို့ကြိုးစားနေရလို့ယုံကြည်ကြပါတယ်။ဒီနေရာဟာစိတ်ကြမ်းမာရေးမကောင်းသူတွေနဲ့စိတ်တက်ကြနေသူတွေအတွက်လုံးဝမသွားသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။နောက်ထပ်အကြောင်းမဲ့ဖွယ်ကောင်းတဲ့နေရာတစ်ခုကတော့ရူမေးနီးယားနိုင်ငံထရန်ဆီဗေးနီးယားမှာရှိတဲ့ဘရန်ရဲတိုက်ပဲဖြစ်ပါတယ်။ဒီရဲတိုက်ကိုဒရဂူလာရဲတိုက်လို့လူသိများပြီး15ရာစုကန်ကအုပ်စုခဲ့တဲ့ဘင်ဘလတ်တဗတ်ရဲ့နေထိုင်ရာနေရာအဖြစ်လည်းနာမည်ကြီးပါတယ်။ဘလတ်တဗတ်ဟာ သူရဲ့ရန်သူတွေကိုရက်ဆက်စွာနှင်းပန်းနှိပ်စက်တပြက်လေးရှိရတဲ့အတွက်သူရဲ့ဝိညာဉ်ဟာရဲတိုက်ထဲမှာကြံရှိနေသေးတယ်လို့ယုံကြည်ကြပါတယ်။ရဲတိုက်ထဲမှာညာဘက်ဆိုရင်ထူဆန်းတဲ့အတန်တွေခြေတန်တွေကြားပြီးအစ်ဆက်ဆက်လေးတို့ကလည်းတိုက်အတွင်းမှာအမြဲလိုလိုတည်ရှိနေတယ်လို့ဒါရောက်လေပတ်တွေကပြပြပါတယ်။ဒီရဲတိုက်ရဲ့အပြင်ဘက်ကမြင်ကွင်းကလှပပေမဲ့အတွင်းဘက်ကနေရာတွေမှာပုံကွယ်နေတဲ့လူဝဆန်းကျင်မှုတွေကဒရန်ကိုကြောချမ်းစီမှာအမှန်မှပဲ။ တတိယနေရာအနေနဲ့ပြပြပေးချင်တာကတော့အင်္ဂလန်နိုင်ငံလန်ဒန်မှာရှိတဲ့လန်ဒန်မျော်စင်ပဲဖြစ်ပါတယ်။တင်းမျော်စင်ဟာတမိုင်းတစ်လျှောက်မှာဘရင်တွေဘရင်မတွေနဲ့နာမည်ကျော်ပုဂ္ဂိုလ်များစွာကိုအကျဉ်းချထားခဲ့တဲ့နေရာဖြစ်တယ်လို့ရက်ဆက်စွာကွပ်မျက်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အထင်ရှားဆုံးကတော့အန်ပိုလင်းလိုမျိုးဘရင်မတွေရဲ့ဝိညာဉ်တွေဟာမျော်စင်ထဲမှာလှည့်လည်နေစေလို့ယုံကြည်ကြပါတယ်။ညာဘက်ဆိုရင်ထူးဆန်းတဲ့အလင်းရောင်တွေမမြင်ရတဲ့လူတွေရဲ့ခြေတံတွေဝှိုက်တဲ့နေကြားတတ်တယ်လို့ပြောကြပါတယ်။ တချို့ဆိုရင်တရေပုံရိပ်တွေကိုမြင်တွေ့ကြရလို့တောင်ဆိုပါရယ်။လန်တန်မျော်စင်ရဲ့တမိုင်ချောင်းကကြောက်မက်ဖွယ်ကောင်းတယ်လို့အဲ့နေရာပဝင်းကြီးအားလေလူဝဲစမ်းကြဲမှုရင်းနဲ့ပြင်းထန်နေပါရယ်။နောက်ထပ်တနေရာကတော့အမေရိကန်ပြည်အောင်စု New Orleans Marsh ရဲ့ Lalori Mansion ပဲဖြစ်ပါရယ်။ဒီအိမ်ဟာ19ရာစုနှစ်ကမတန်လာလိုရီလို့ခေါ်တဲ့အမျိုးသမီးကြီးတယောက်နေထိုင်ခဲ့တဲ့နေရာဖြစ်ပြီးသူမဟာသူမရဲ့ကြုံတွေကိုရက်ဆက်စွာညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက် နမယ်ဇိုးနဲ့ကြောကြောင်တူတူဖြစ်ပါရယ်။သူမရဲ့ညှဉ်းပန်းနှိပ်စက်မှုရဲ့အကြောင်း တည်ဆုံသွားတဲ့ဂျူနီယာဝိညာဉ်တွေဟာအင်ဂျီရဲ့မှာကျန်ရှိနေသေးတယ်လို့ဖြန့်စီကြပါတယ်။ညာဘက်ဆိုရင်အင်ဂျီတရားနေအော်ဟစ်တန်တွေမွေယိုတန်တွေကြားတက်ပြီးထူဆန်းတဲ့အပူချင်းအပြောင်းလဲရေလေးဖြစ်ပေါ်တက်ပါရလို့ဆိုပါတယ်။ဂျီအင်ကိုဝင်းရောက်ဆူဆန်းဖို့ကြိုးစားခဲ့သူတွေဟာမကြာခဏဆိုသလိုထူဆန်းတဲ့အတွေ့အကြုံတွေနဲ့ကြုံတွေ့ခဲ့ရလို့ပြောပြကြပါတယ်။နောက်နေရာကတော့စကော့တလန်နိုင်ငံအီတင်ပါရာမှာရှိတဲ့အီတင်ပါရာရဲတိုက်ပွဲဖြစ်ပါတယ်။ဒီရတဲ့ဟာနဲ့ပေါင်းများစွာကြာမြင့်ပြီဖြစ်ပြီးတော့တမန်ဝင်ပုဂ္ဂိုလ်များစွာရဲ့ဝိညာဉ်တွေကြန့်ရှိနေသေးတယ်လို့ယုံကြည်ကြပါရစေ။ ရဲတိုင်းမြောက်ခန်းနေတဲ့ထောင်းနေဟာအထူးသဖြင့်တရေချောက်တယ်လို့နာမည်ကြီးပြီးရှေခိဝတ်စုံနေဝတ်ဆင်ထားတဲ့ပွေးရောင်တွေတီတိုးတန်နေခြေတန်နေကြားတက်တယ်လို့ဆိုပါရယ်တခါတရံမှာပအိတ်တန်နေတောင်ကြားရတယ်လို့ပြောကြပါရယ်ရဲတိုင်းကိုလာရောက်လေပတ်တွေဟာထိုးစမ်းတဲ့အေးတက်ကိုခန်းစားရပြီးမမြင်ရတဲ့လက်တွေကသူတို့ကိုထိတွေ့သွားတယ်လို့ခန်းစားရတယ်လို့ပြောပြကြပါရယ်ဒီရဲတိုင်းရဲ့တမိုင်းကြောင်ကရှေးလျားပြီးကြေကွဲဝင်ရာဖြစ်ပျက်တယ်နဲ့လည်းပြေးနှက်နေပါရယ်နောက်တဲ့နေရာကတော့အိန္ဒိယနိုင်ငံရာဂျစတန်မှာရှိတဲ့ဘန်ကာခန်တပ်ဖြစ်ပါတယ် ီခံတပ်ကိုအိန္ဒိယရဲ့ကြောက်စရာအကောင်းဆုံးနေရာလို့တင်စားခေါ်ကြပြီးညဘက်မှာဝင်အောင်ကြိရှိဖို့တရားဝင်တမျက်ထားပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရဒီခံတပ်ကိုဆုံးမတူရဲ့ကျင်းစာတိုက်ချဲခံခဲ့ရပြီးခံတပ်ထဲကိုဝင်ရောက်သူတိုင်းအသက်ရှင်ရဲ့ပြန်မထွက်နိုင်ဘူးလို့ဆိုပါတယ်။ညဘက်ဆိုရင်ထူဆန်းတဲ့အတန်တွေမမြင်ရတဲ့လူတွေရဲ့ရွှေရှားမှုတွေကြားတက်ပြီးလေထုမှလည်းထူးထူးခြားခြားလေးလံနေရလို့ပြောပြကြပါတယ်။ဒီခန္တရဲ့ပဝင်းကျင်ကတိတ်ဆိတ်လွန်ပြီးကြမ်းမက်ဖွယ်ကောင်းတဲ့လိုအပ်စမ်းကျင်မှုတွေနဲ့ပြည့်နေနေရအောင်အရှင်းသာခန်းစားမိနိုင်ပါတယ်။ ။နောက်တစ်နေရာကတော့ Australia နိုင်ငံ Sydney မှာရှိတဲ့ Kemis Square လေးဖြစ်ပါတယ်။ဒီနေရာဟာ19ရာစုနှစ်လောက်ကယောဂကုသခံရသူတွေကိုတည်တံ့ထားရှိကုသရနေရာဖြစ်ပြီးထောင်နဲ့ချီရဲ့လူတွေဒီနေရာမှာသေဆုံးခဲ့ကြပါတယ်။သေဆုံးသွားသူတွေရဲ့ဝိညာဉ်တွေဟာဒီနေရာမှာကျန်ရှိနေသေးတယ်လို့ယုံကြည်ကြပြီးညာဘက်ဆိုရင်တီတိုတန်နေ၊ချောင်းဟန်တန်နေရုပ်တရက်အပူချိန်ကြားဆင်းမှုတွေနဲ့ကျုံတရားတက်တယ်လို့ဆိုပါတယ်။တချို့ဟာဆိုရင်တရေပုံရိပ်တွေကိုပါမြင်တွေ့ခဲ့ရတယ်လို့ပြောပြကြပါတယ်။ဒီနေရာဟာတမိုင်းကြောင်းအရာကြေကွဲဖွယ်ရာဖြစ်ပျက်တည်နေပြင်းထန်နေတယ်လို့ လက်ရှိအချိန်ထိလည်းနှုတ်ဝက်ဆန်းကျင်မှုတွေနဲ့ပြင်းထန်နေဆဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အမေရိကန်ပြည်အောင်စုကယ်လီဖိုးနီးယားမှာရှိတဲ့ Econtrust ထောင်ပဲဖြစ်ပါတယ်။ဒီထောင်ဟာနာမည်ကျော်ရာဇဝတ်သားတွေကိုထင်းသိမ်းထားတဲ့နေရာဖြစ်ပြီးတော့အလွန်အမင်းလုံခြုံရေးတင်းကျပ်တဲ့ထောင်တစ်ခုဖြစ်လူသိများပါတယ်။ထောင်ထဲမှာအကျဉ်းသားတွေနဲ့အဆောက်အအုံဝိညာဉ်တွေကျန်ရှိနေတယ်လို့ယုံကြည်ကြပြီးတော့ညာဘက်ဆိုရင်ဆဲရီထဲကနေပြီးတော့ထူဆန်တဲ့အတန်တွေတီတိုတန်တွေကြားတတ်တယ်လို့ဆိုပါတယ်။တချို့ကဆိုရင်အေခဲနဲ့လက်တဆောင်ကသူတို့ကိုထိတွေ့သွားမျိုးခံစားရရလို့ဖြစ်ပြကြပါတယ်။ ဒေထောင်ရဲ့နေရည်နေမှာပုံကွယ်နေတဲ့လိုအပ်စမ်းကျင်းမှုတွေကအေးဆက်ဆက်လေတုကိုဖြစ်ပေါ်စေပြီးဒါကြောင့်လက်ပတ်သူတိုင်းကိုကြောချမ်းစေပါတယ်။နောက်တနေရာကတော့မက္ဆီကိုမှာရှိတဲ့တယ်လာမိုနီကာလို့ခေါ်တဲ့အယုတ်ကျုံးပဲဖြစ်ပါတယ်။ဒီကျုံးမှာတစ်ပင်နေမှာဆွဲထားတဲ့အယုတ်ပေါင်းထောင်နဲ့ချီရှိပြီးတော့ဒီအယုတ်တွေဟာတစီ6နေလို့နာမည်ကြီးပါတယ်။ဒေသခံတွေပြောကြချက်အရလူငယ်နှစ်ပေါင်းများစွာကဒီနေရာအနီးမှာမိလေးငယ်တို့ရင်းနှီးတည်ဆုံးခဲ့ပြီးတော့သူမဝိညာဉ်ကိုနှစ်သိမ့်ဖို့အတွက်အယုတ်တွေကိုခြေဆွဲထားဖြစ်တယ်လို့ဆိုပါတယ်။ ညဘက်ဆိုရင်အယုတ်တရာမျက်လုံးမှိတ်တာမျက်လုံးဖွင့်တာလှူရှားမျိုးတွေလှုပ်တက်ပြီးတီတိုးတန်တွေငိုယိုတန်တွေပါကြားတက်တယ်လို့ဆိုပါတယ်ဒီကျွန်းကိုတိုင်ရောက်တဲ့ပတ်သူတွေဟာအေးတက်ကိုခံစားရပြီးအယုတ်တရာမျက်လုံးတွေကသူတို့ကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်လို့ပြောပြကြပါတယ်နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့ဂျာမနီနိုင်ငံပါလီမာရှိရဲ့ဘီလီဖီရဲတိုက်ပဲဖြစ်ပါတယ်ဒီနေရာဟာရင်းက ဆေးရုံနဲ့ရေတိုက်အဖြစ်အသုံးပြုခဲ့တဲ့နေရာဖြစ်ပြီးတော့ဒုတိယကမ္ဘာစစ်အတွင်းကဒဏ်ရာဆက်သားတွေကိုကုသပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာမှာတည်ဆုံခဲ့ကြတဲ့လူတွေရဲ့ဝိညာဉ်တွေကြံရှိနေတယ်လို့ယုံကြည်ကြပြီးတော့ညဘက်ဆိုရင်ထွေးဆန်းတဲ့အတန်တွေငွေရိုအတန်တွေခြေတန်တွေကြားတက်တယ်လို့ဆိုပါတယ်။ဆေးရုံရဲ့ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်ပြီးကြောင်မက်ဖွဲကောင်းတဲ့လေတို့ကလှမ်းခြုံနေပါတယ်။ဒီနေရာကိုဝင်ရောက်ဆွေးဆန်းဖို့ကြိုးစားခဲ့သူတွေဟာအကြခဏဆိုသလိုထူးဆန်းတဲ့အတွေ့အကြုံတွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့ပြောပြကြပါတယ်။ ကျွန်မတို့ရဲ့တမောချန်နယ်ကိုအခုပဲ like share subscribe လုပ်ပြီးထိလန့်စရာထူးဆန်းအောင်စရာဗီဒီယိုကိုအမြဲကြည့်ရှုနိုင်ဖို့ခေါင်းလောင်းပုံလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်ဘယ်လိုကြောင်းအရာတွေအကြောင်းသိချင်လဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်။ကျေးဇူးတင်ပါတယ်ရှင့်။